အော်တိုဘလ9ရက်နေ့ညပိုင်းအတွက်မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကိုလက်အောင် subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မော်လိုက်မြို့နယ်မှာဒီတိမ့်ငဲစစ်စင်ရေးဆိုပြီးတော့စစ်တပ်စခန်6ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့စစ်တုံးမနဲ့လက်နက်ခမ်းတွေအများပြားဖမ်းမိရမိတယ်လို့သိရပါတယ်။နောက်ကရင်ပြည်နယ်ဖလူးဒေသမှာရှိတဲ့မင်းလက်ပံကိုစစ်တပ်ကစစ်ကြောင်းထိုးနေပါတယ်။ ဗမောစစ်ရေးမှာပြန်ပြီးတော့အားကောင်းလာတယ်လို့ KIO ကပြောပါတယ်ခင်ဗျာဒီ KIO ဘက်ကပို့ပြီးအသာရလာတယ်လို့ပြောကြနေတာဖြစ်ပါတယ်နောက်စစ်မှုထမ်းလိုက်သွားတဲ့ချောင်းဆုံသားတွေအားလုံးစာမလာတရင်မကြတည်ဆုံးကုန်ပြီလို့ယူဆရပါတယ်နောက်မင်းတပ်စာတင်ကြောင်းတွေကိုစစ်တပ်ကဘုံကျဲလို့မတန်ဆွမ်းတအူးအပါဝင်၄ဦးတည်ဆုံသွားပြန်ပါတယ် ပြီးတော့ဒီကမ်ဘလူးနဲ့ထန်းတမင်ရွာကိုစေအုစုကစီးနှင်းပြီးတော့ဒေတာက20ကျော်ဖမ်းဆီးကနေအိန္ဒိယကျော်မိရှုဖြစ်စည်းခံခဲ့ရပါတယ်ခင်ဗျာဒီသတင်းတွေကိုသုံးသုံးလင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်လိုတဲ့သတင်းကတော့ဒီမော်လိုက်မြို့နယ်တိမ့်ငဲစစ်စင်ရေးနဲ့စစ်စကန်6ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့စစ်တုံးမနဲ့လက်နက်ခဲများပြဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ် ဒီစကိုင်းတိုင်းမော်လိုက်မြို့နယ်မှာတိတ်ငဲ့စစ်စင်ရေးကာလအတွင်းမှာစစ်တပ်စကန်6ခုကိုတိမ့်ပတ်ရရှိခဲ့တယ်လို့မော်လိုက်တော်လိုင်းအင်အားစုတွေကဒီတာဝန်ရှိသူကဒီရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားတာပါဒီအော်ဂူလာနဲ့စတေမာလအတွင်းမှာမော်လိုက်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စကန်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့တိမ့်ငဲ့စစ်စင်ရေးဖြစ်ဖော်ဆောင်ခဲ့တာမှာ ထောသားရွာပြစောတိစကန်အော်ဒီခုံရွာစကန်ညောင်ဝင်းရွာ ပစ္စတိကိစ္စကနဲ့နောင်ပိန်ရွာစခန်းကုန်းနားပင်စခန်းကုန်းနဲ့တောင်းအင်ရွာတပ်စခန်းစတဲ့6ခုကိုတိမ့်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်တိမ့်ပိုက်တာက9ခုပါတောင်းရင်စခန်းကုန်းကတော့စစ်ခွေးတွေဆုတ်ခွာထွက်ပြေးသွားပါတယ်။ဒါကြောင့်ဒီစုစုပေါင်းစခန်း6ခုတိမ့်ပတ်ရရှိခဲ့ပါတယ်။ထိခိုက်ဖမ်းဆီးသိမ်းဆီးရရှိမှုတွေကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံအနေငယ်တော့ရှိပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတာမျိုးတော့မရှိပါဘူးစစ်ရေးတင်းမာနေတဲ့အခြေအနေတော့ရှိတယ်လို့မွန်လိုက်တော်လိုင်းအင်အားစုကတာဝန်ရှိသူတူက ပြောဆိုထားတာပါခင်ဗျာဒီတိတ်ငဲ့စစ်စင်ရေးကိုမော်လိုက်တော်လိုင်းအင်အားစုတွေဖြစ်တဲ့ KIN တိုက်ရင်1တိုက်ရင်2 3ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖတို့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျာ ဒီတိတ်ငက်စစ်စင်ရေးအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကအတင်းအကျပ်ဖမ်းဆီးကစစ်မှုထမ်းခေါ်ဆောင်ညှဉ်းခံရတဲ့စစ်သား၄ဦးဟာလက်နက်ခဲအနေနဲ့အတူအလင်းဝင်ရောက်လာတာကြောင့်တော်လိုင်းအင်အားစုတွေကဂုံပြုတ်စုငွေတွေချိမြင့်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီဖလူးဒေတာမှာရှိတဲ့မင်းလက်ပံကိုစစ်တပ်ကစစ်ကြောင်းထိုးနေပါတယ်ဒီပြည်ကရဲရပိုင်းက၄ကီကော်မြို့တိရက်ွက်တချို့ကိုစစ်တပ်ကဝန်ရောက်ထိန်းချုပ်နိုင်ပြီးတဲ့နောက်မှာ အင်အားရာနဲ့ချီထပ်မံအင်အားဖြည့်တင်းလို့ဒီဒီနေ့မနေ့ပိုင်းမှာမင်းလက်ပံဘက်ကိုစစ်ကြောင်းဆက်ထိုးလာနေတယ်လို့ဒေသခံတွေကပြောပြပါတယ်ဒီကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်9မိုင်လောက်ကွာမှာရှိတဲ့လေကေကောမြို့တစ်ကိုစစ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာ22ရက်မှာစစ်ကြောင်းထိုးပြီးတော့အောက်တိုဘာ9ရက်မှာရက်ွက်တချို့ကိုဝန်ရောက်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာမထော်တလေးကိုအင်အားရာနဲ့ချီဖြစ်တင်းလို့စစ်ကြောင်းတွေဆက်ထိုးလာတာဖြစ်ပါတယ်။ ဒီဒေသကမြို့သမီးတဦးပြောတာကထပ်ဖြည့်တာကအင်အား900လောက်ရှိတယ်ပြီးခဲ့တဲ့2ရက်လောက်ကဇက်တိုက်6ကီဂေါ်ဘက်ကိုလည်းအင်အား90 90လောက်စစ်ကြောင်းတွေဝင်ပြီးတော့ဂျန်တဲ့အင်အားတွေကအခုမင်းလက်ပံကိုဆက်ထိုးနေတယ်လို့ပြောပြပါဗျာ လနဲ့ကြီးပြခတ်လို့မေထော်တလိဘက်ကစစ်ကြောင်းတွေထိုးလာတာကြောင့်မနေ့စနေရီကျော်မှာမင်းလက်ပံရွာစစ်စေးဂိတ်ကိုပိတ်ထားခဲ့ပြီးတော့ဒီလက်ရှိစစ်ကြောင်းဟာမင်းလက်ပံအနီးအင်ဂျင်မြန်ရွာထိရောက်ရှိနေပြီဖြစ်တဲ့အကြောင်းမြေပြင်ရဲဘော်တွေကပြောဆိုကြပါတယ်။ဒီလေကစ်ကော်ဒေတာနဲ့ဖလူးဒေတာကိုပြန်လည်စုမှုထိန်းချုပ်နိုင်ရေးအတွက်စစ်တပ်ကမြောက်ရီမြို့အနီးမြစ်တာလင်းမြိုင်မေထော်တလိတို့ကနေပြီးတော့အင်အားတွေစုဆောင်းပြီးလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတို့နဲ့ဒီထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိရက်20နီးပါးရှိလာချိန်မှာလက်ကကိုဒေတာတချို့ကိုထိန်းချုပ်နိုင်ပြီးတဲ့နောက်ဖလူဒေတာရှိမင်းလက်ပံရွာဘက်ကိုစစ်ကြောင်းထုတ်လှုပ်ရှားလာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီပမောဒေတာမှာ KIA ရစီရပြန်ပြီးအားကောင်းလာတယ်လို့ပြောပါတယ် ဗမောတိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်ထားတဲ့တပ်နေရာတွေရဲ့ရှေ့ကာကင်းစခန်းတွေကိုဆက်လက်သိမ်းပိုက်တာတွေရှိနေပြီးတော့ဗမောစစ်ရေးအခြေအနေအရပြန်ပြီးတော့အားကောင်းလာတယ်လို့ KIA ကပြောပါတယ်စီရဆိုပြန်အားကောင်းလာတယ်လို့ပြောလို့ရပါတယ်။ရဝတီမြေကန်နဘေးမြို့မစီပင်ယုံတွေရှိတဲ့ဘက်မှာလည်းတော်တော်ရှင်းလင်းရေးဆောင်ရွက်လာနိုင်တာရှိတယ်။ပြီးရင်ဒီမနက်ကတော့ ဒီဗမောနှစ်မိုင်သုံးမိုင်နေရာကရှေတန်းလုံကျွေးယူထားတဲ့ကာကင်းတွေကိုပြန်ပြီးနေရာယူရှင်းလင်းနိုင်တာတွေရှိလာတဲ့ဟိုလိုခက်လိုက်ရဆိုပြီးတက်အကြီးနေရာတွေမှာတိတ်ပိုက်တာတော့မရှိသေးဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ကဘုံကြီးနော်ဘူးက KNG သတင်းဌာနကိုပြောဆိုထားပါတယ်။လက်ရှိဗမောတိုက်ပွဲဟာဗမောနဲ့မိုးမောက်သွားတဲ့လမ်းမပေါ်နှစ်မိုင်သုံးမိုင်နေရာတွေမှာစက်တင်ဘာလကုန်ပိုင်းကနေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ခင်ဗျာ။ ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာလက်လွတ်လိုက်ရတဲ့နေရာတချို့ကိုပြန်လည်ရယူနိုင်ခဲ့တယ်လို့လည်း KNA ရှေ့တန်းသတင်းရင်းမြစ်တူကဆက်ပြောပြပါရယ်။မနောကွင်းတခြားပေါ်လက်လွတ်လိုက်ရတဲ့နေရာတချို့ကိုပြန်ယူရတာတွေရှိတယ်။ပြီးခဲ့တဲ့လတွေမှာစစ်တပ်တိုက်ခိုက်လို့လက်လွတ်ထားတဲ့နေရာတွေပြန်တိုက်ယူတဲ့သဘောပါလို့ပြောပါရယ်။အော်တိုဘာလ9ရက်နေ့ဒီကနေ့မနက်ပိုင်းမှာပဲတိုက်ပွဲဖြစ်နေတဲ့နေရာကကာကင်းစကန်300လောက်ကိုပြန်ပြီးရယူခဲ့တယ်လို့လည်း တခြား KIA စီးရီးတရင်မြစ်ကပြောပြပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာလဲခလာရ49တက်ရင်းရဲ့ကကင်းစကန်တခုဗမောနှမိုင်နေရာကစစ်တပ်သိမ်းပိုက်ထားတဲ့ရွှေပြည်သား KBC ဖျားချောင်းဝင်းနေရာ KIA ပူပေါင်းတပ်တွေဘက်ကပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာနောက်တရင်တစ်ပုတ်ကတော့ဒီမွန်ပြည်နယ်ကဒီစစ်မှုထမ်းလိုက်သွားတဲ့ချောင်းဆောင်သားတွေအားလုံး ဒီအပတ်စဉ်1နှစ်ကဟာရေစာမလာတရင်မကြတဲ့အလုံးသေဆုံးကုန်ပြီလို့ယူဆရတယ်လို့သိရပါတယ်ခင်ဗျာဒီစစ်မှုထမ်းတင်နန်းစင်မကမိမိတို့ရက်ရွာမှာသာတာဝန်ချပေးမယ်လို့မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းကပြောတဲ့စကားကိုယုံပြီးတော့စစ်မှုထမ်းအပတ်စဉ်1နှစ်တွေမှာစစ်မှုထမ်းတဲ့လိုက်သွားတဲ့ချောင်းသူသား15ယောက်ကျော်ရှိပြီးသူတို့အားလုံးဟာမိသားစုဝင်တို့နဲ့ဆက်သွယ်မရဖြစ်နေတာကြာပြီဖြစ်တယ်လို့သိရပါဗျာခင်ဗျာ စစ်မှုထမ်းပတ်စင်တင်းနဲ့နှစ်တုံးကစစ်မှုထမ်းလိုက်ဖို့လူငါးကသိန်း30အများဆုံးပဲအဲ့ဒီမှာတင်နှံပြင်းရင်ကိုရက်ကိုရွာပြန်တာဝန်ကြမယ်ဆိုတာနဲ့လူငါးကပိုက်ဆံကိုလည်းမက်ပြီးလိုက်သွားကြတာတင်နှံဆင်းပြီးတော့သူတို့တာဝန်ကြတဲ့နေရာကနေဖုံးနေပါတွေတစ်ခေါက်နှစ်ခေါက် အိမ်ကိုဆက်ပြီးကြက်ကလုံးဝပျောက်သွားတာဆိုတော့သေပြီပေါ့အဲ့ဒီလိုပဲအားလုံးကယုံကြည်ကြတယ်လို့၎င်းကဒီ MBA သတင်းဌာနကိုပြောဆိုထားတာပါ ဒီချောင်းစုံမြို့သားစစ်မှုထမ်းတပ်သားတွေဟာတင်နန်းစင်တာနဲ့ရခိုင်တဝဲစကိုင်းနဲ့ကင်နီဒေတာတို့ကိုပို့ဆောင်ခြင်းခံရတဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအပတ်စဉ်တင်းနဲ့နှစ်တုံးကပဲလိုက်ကြတယ်တင်နန်းစင်တာနဲ့အသေးတိုက်ရမဲ့နေရာတွေကြီးပုံမှန်သိလို့ချောင်းစုံသားတွေဘယ်သူမှထပ်မလိုက်တော့ဘူးအခုထိဒေတာကန်တွေကစစ်မှုထမ်းကြီးထက်ပြီးပွဲစားတွေစီကနေလူငားရတယ်လို့၎င်းကဆက်လက်ပြောပြပါတယ်ခင်ဗျာ စစ်တပ်ဟာတိုက်ပွဲတွေအတွင်းမှာတည်ဆုံသွားတဲ့စစ်သားတွေအကြောင်းကို၎င်းတို့ရဲ့မိသားစုဝင်တန်းကိုမိတိနေရာမှာမိတို့တည်ဆုံသွားတဲ့အကြောင်းအကြောင်းကြားတာမျိုးမကြားမိတဲ့အကြောင်းပြည်내ဥချုပ်ရေးအဖွဲ့နဲ့နှိစက်သူတူကပြောဆိုပါရခင်ဗျာနောက်တဲ့ရင်တဘုတ်ကတော့ချင်းပြည်နယ်ကမင်းတပ်စာတင်ကြောင်းကိုစစ်တပ်ကဘုံကျဲလို့မတန်ဆွမ်းတခုပါဝင်၄ဦးတည်ဆုံသွားပါတယ် ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မျိုးနယ်တိုက်နယ်မှတ်နှစ်သုံးတို့မှာရှိတဲ့သာသင်ကျောင်းတွေကိုဒီစစ်တပ်ကမနေ့ကညပိုင်းမှာလေကျောင်းဘုံကျဲရာမှာကျောင်းသား3ဦးနဲ့မတန်ဆွမ်းမြို့သမီး2ဦးစုစုပေါင်း4ဦးတေဆုံးပြီးတော့20ကျော်ထိခိုက်ဒဏ်ရာခဲ့တဲ့အကြောင်းဒေသခံတွေထံကနေသိရပါတယ်ခင်ဗျာဒီမနေ့ညက9နာရီဝန်းကျင်မှာမန္တလေးတရဦးလေတပ်ကတက်လာတဲ့ Jet Fighter 2စီးနဲ့ဒီ Mentor မြို့နယ်ထင်ချောင်းရွာစာတင်ကျောင်းနဲ့ ဝမ်မတ်တူးရွာစာတင်ကျောင်းတို့ကိုပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ထင်ချောင်းဒီစာတင်ချောင်းကဆယ်ရန်အရွယ်ကျောင်းသား၃ဦးနဲ့မတမ်းဆွမ်းမျိုးသမီး၂ဦးတို့တေဆုံးခဲ့တဲ့အပြင်20ကျော်တန်ရရှိခဲ့ပြီးတော့ဝမ်မတူးရွာစာတင်ချောင်းမှာ ထိခိုက်ဒဏ်ရာသူမရှိပေမဲ့လည်းဆောက်အုံပျက်စီးခဲ့တယ်လို့ဒေသခံတွေနဲ့စစ်ဆောင်တာဝန်ခံတွေကဆိုကြပါတယ်ခင်ဗျာထိခိုက်တေဆုံးမှုများတဲ့ထင်ချောင်းစာတင်ချောင်းဟာကက်တလစ်ခရစ်ယာန်ဘုန်းကြီးကျောင်းဘုန်းတော်ကြီးတစ်ပါးက စာတင်ကြောင်းနဲ့စစ်ဆောင်စကားတွဲဖွင့်ထားတဲ့နေရာဖြစ်တယ်လို့မင်းတပ်စစ်ဆောင်တာဝန်ကဆလိုင်းယော်ကီကပြောပါတယ်။အောက်တိုဘာ၄ရက်နေ့မှာလဲမင်းတပ်မျိုးပေါ်နှစ်နေရာကိုလေကြောင်းတိုက်ခိုက်တာကြောင့်ရသား၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီသကိုင်းတိုင်းကမ်လူနယ်ကထန်းတမင်ရွာကိုစစ်တပ်ကစီးနှင်းပြီးတော့ဒေသက20ကျော်ဖမ်းဆီးကနေတရားကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပါမယ်။သကိုင်းတိုင်းကမ်လူမျိုးနယ်ဇီကုံတကြားဆက်စစ်အုပ်စုစကန်နယ်ကက်လက်မှာရှိတဲ့ထန်းတမင်ရွာကိုစစ်တပ်ကအောက်တိုဘာ9ရက်နေ့ဒီကနေ့မနက်ပိုင်းမှာဝင်ရောက်စီးနှင်းပြီးတော့ပြည်သူ25ဦးလောက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံစီးရင်သတင်းရင်းမြစ်တွေကပြောကြပါဗျာ။ အဲ့ဒီဒေသခံတွေကိုစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ထန်းတပင်ရွာကနေအိမ်120လောက်ကိုလည်းမိချုပ်ဖျက်ဆီးသွားတယ်လို့ကမ်ဘလူမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တဦးကပြောပါရယ်အိမ်ကြီး120လောက်ပါသွားတယ်လူကတော့ယောက်ျားလေးမိန်းကလေးပေါ့အရွယ်ကောင်းတွေကိုဆွဲသွားတာမိန်းကလေးတွေရောပါတယ်25ဝန်းကျင်လောက်တော့ရှိမယ်နဲ့တူတယ်လို့ဒီဇီကုန်းမျိုးကတယောက်ကပြောပါရယ် ဒီဇီကုံမျိုးပေါ်နဲ့ဇီကုံတရားဆက်အထိုင်စခန်းတွေကနေကမ်ဘလူးနဲ့တောင်ကျန်းကကြေးရွာတွေကိုလှဆင်စစ်ကြောင်းထိုးလို့ရှိတယ်လို့လဲဆိုပါရခင်ဗျာထန်းတပင်ရွာဟာစစ်အုပ်စုစခန်းနဲ့အရှိဘက်အနောက်ဘက်ကက်လျက်မှာတရှိတာကြောင့်စေဥစုအနေနဲ့စီးနင်းဝင်ရောက်လိမ့်မရှိဘဲအခုမှသာဝင်ရောက်စီးနင်းတာဖြစ်တယ်လို့ဆိုပါရတယ်။ ဒီဖမ်းဆီးထားတဲ့ဒေသခံတွေကိုတော့စစ်တပ်ကအထိုင်စခန်းရှိတဲ့ဈေးကုန်းတရားစက်ကိုခေါ်တောင်းသွားပြီးတော့လက်ရှိအချိန်ထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့လည်းဒေသခံတွေကပြောပါတယ်ခင်ဗျာအော်တိုဘာလ9ရက်နေ့ညပိုင်းတက်ဆက်ပြီးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်